အသက်ကြီးလာတာနဲ့အများလေဘေးကြီးမောက်ယောဂဖြစ်နိုင်ခြေရှိပါတယ်။ဒါပေမဲ့အခုနောက်ပိုင်းမှာနေထိုင်မှုပုံစံပြောင်းလဲလာတဲ့အတွက်ကြောင့်မို့လို့လူငယ်တွေမှာပါလေဘေးကြီးပေါင်းဖြစ်လာပါပြီ။ဒါကြောင့်လူငယ်တွေမှာလေဘေးကြီးပေါင်းဖြစ်စေနိုင်တဲ့အလေးအထားကဘာတွေဖြစ်မလဲဆိုတာကိုသတိထားနိုင်ဖို့အတွက်ဖော်ပြပေးလိုက်ပါရနော်။လေဘေးကြီးပေါင်းတက်တယ်ဆိုတာကအသက်အရွယ်ရလာတဲ့အတွက်ကြောင့်မို့လို့ဇကြောတစ်ချောင်းမှရှိတဲ့ကြောရုပ်စစ်တွေကြားထဲကနေပြီးတော့ အစစ်ပြားလေးတွေစုပ်ပြဲလာတာကြောင့်ဖြစ်တဲ့ကျန်းမာရေးပြဿနာတစ်ခုပါ။လေပင်ကြီးပေါက်ကတော်တော်များများမှာလက္ခဏာမပြပဲနဲ့ရှိနေတတ်ပါတယ်။ဒီတော့ဖြစ်နိုင်ခြေကိုရှင်းချဖို့အတွက်လေပင်ကြီးပေါက်ပြည့်စင်နိုင်တဲ့အလေးအထားကဘာတွေဖြစ်မလဲဆိုတာကိုအတူတူကြည့်ရအောင်နော်။လေပင်ကြီးပေါက်ပြည့်စင်နိုင်တဲ့အလေးအထားတွေကပထမအဆုံးတစ်ချက်ကတော့ကိုယ်နေဟန်ထားမမှန်တာပါ။အထူးသဖြင့်ဥကောင်းနဲ့လေပင်ကပေါ့နော်။အနေထားမမှန်ဘူး။ဇက်ကိုအသုံးပြုပြီးတော့အလေးပင်မာတာလှုပ်ရှားမှုတစ်ခုတွေကိုပဲထက်ခါထက်ခါလှုပ်တာဥမာနဲ့ပြောရရင် ခေါင်းမော့တာခေါင်းငုတ်တာတွေပဲဖြစ်ပါတယ်။ဒီလိုရတဲ့အားဆိုရင် လေပင်ကြီးပေါင်းကိုဖြစ်တတ်ပါတယ်။နောက်တစ်ခုကတော့ဗီတာမင်လုံလောက်အောင်မရတာပါ။ကိုကတနေ့တာမှအစားတွေတော့စားနေပါရဲ့နဲ့။ကိုစားတဲ့အစားစာတွေထဲမှာခန္ဓာကိုယ်အတွက်လိုအပ်တဲ့ဗီတာမင်တွေကတော့လုံလောက်အောင်မပါဘူးဆိုရင် ကြီးပေါင်းပြည့်စုံနိုင်ပါတယ်။အထူးသဖြင့်ဗီတာမင် D နဲ့ဗီတာမင် B တွဲလုံလောက်စွာမရတာကအရိုးတွေကိုပြည့်စုံစေပြီးတော့ပြန်လည်ပြည့်ပြည့်နိုင်စွာကိုရွှေ့ချစေနိုင်ပါတယ်။နောက်တစ်ခုကတော့သရုပ်တွေလုံလောက်မရတာပါ။ အရိုးတွေတာမစေဖို့လိုအပ်တဲ့သတ္တုဓာတ်တွေဖြစ်ကြတဲ့ကယ်ဆီယမ်နဲ့ပရိုတင်းတွေပြည့်အောင်မစားဘဲနဲ့အသင့်စားအစားအစာတွေအမြန်အစားအစာတွေကိုစားတာကခန္ဓာကိုယ်ရဲ့ကယ်ဆီယမ်ဆုပ်ယူနိုင်စွာကိုကျဆင်းစေတယ်လို့ပရိုတင်းလုံလောက်အောင်ရရှိမှုနဲ့အနောက်ရှေ့ဖြစ်စေပါတယ်။နောက်တစ်ခုကကိုယ်လုံလောက်ရှောင်မှုနဲ့တာပါ။အလုပ်ထဲမှာလည်းတနေ့ကုန်ထိုင်ပြီးတော့အလုပ်လုပ်ရတယ်။အိမ်ရောက်တော့လည်းပြင်မလို့ဆိုပြီးတော့လှုပ်ရှားမှုမလုပ်ဘဲနဲ့ထိုင်နာရင်းနဲ့အိမ်ရောက်ဝင်နေဆိုရင်တော့ကြာလာရင်ကျန်းမာရေးကိုထိခိုက်လာမှာဖြစ်တယ်လို့အရိုးတွေကလည်းပျက်စီးလာမှာပါ။အဲ့ဒါအပြင် အဝမလွန်လာတဲ့အတွက်အကြီးပေါင်းပြဖို့အခွင့်အလမ်းပို့ပြီးများလာနိုင်ပါတယ်။နောက်တစ်ခုတော့စနေတောက်တာပါ။စနေတောက်တာကအယိုးတွေကိုအာနှဲစေပြီးတော့အယိုးထဲမှာရှိတဲ့ကိစင်ပမာဏကိုကျောက်ဆင်းစေပါတယ်။နောက်တစ်ချက်အနေနဲ့ကတော့ခနာကိုအစိပ်ပိုင်းလေးစီကိုတွေးစီစီမှုရောက်ရှိမှုဟန်တာပြီးတော့အယိုးကြီးပေါင်းခန်းဆိုင်ရနိုင်စေကိုများစေပါတယ်။အယိုးကြီးပေါင်းကြောင့်နာကျင်မှုကိုလည်းပို့ပြီးဆိုးစေပါတယ်။နောက်တစ်ခုတော့ရေတောက်နေတာပါ။အပေါ်မှာပြောခဲ့သလိုပဲကျိုးရိုးစစ်တွေချတဲ့ကအစ်စ်ပြားလေးတွေက အယူတစ်ခုနဲ့တစ်ခုပူတိုင်းမိတာမျိုးဖြစ်စေဖို့အတွက်ဖော့ချက်လေးတွေကိုလှုပ်ဆောင်ပေးတာပါဒီအစ်စ်ပြန်လေးတွေကရေတက်ပြေဝနေမှာပဲသူတို့ရဲ့တောင်ကိုကောက်ကောက်လှုပ်ဆောင်နေမှာဖြစ်ပြီးတော့ရေတက်ခန်းချောက်လာတဲ့အခါမှာတော့အယူတွေထိခိုက်ပြီးရေရှင်မှာချိန်ပေါင်းဖြစ်လာစေဖို့တွန်းအားပေးပါတယ်။လေပင်ချိန်ပေါင်းဖြစ်တာကိုကောက်ွယ်ဖို့ဆိုရင်တော့ကွန်ပျူတာရှင်းမှာအလုပ်လုပ်တဲ့အခါမှာ၂နာရီကြာသွားတိုင်း10မိနစ်15မိနစ်လောက်မတက်လေးရပ်ပြီးတော့ခါကြိုတွေခြေောက်ကအကြိုတွေကိုပြည့်ရအောင်လှုပ်ဆောင်ပါ။လမ်းလေးလျှောက်ပေးတာမျိုးကိုပြုလုပ်တင်ပါတယ်။ ကိုနေဟန်တာမမှန်ထိုင်ပြီးတော့ကွန်ပျူတာစကရင်ကိုမျက်လုံးနဲ့တန်းနဲ့ထားပေးပါအိတ်တဲ့အခါမှာခါကူမမက်လေးဆန်တန်းပြီးတော့ထိုင်ပြီးပါပခုံးတွေကိုလည်းအနေတားမမှန်ထားရပါနော်ကို့အနေနဲ့ဘယ်လိုမျိုးအပြုအမူတွေလုပ်မိနေလဲဆိုတော့ကိုကိုယ်တိုင်တွတ်တက်ပြီးတော့အခုပဲပြင်ဆင်လိုက်ပါလို့ပြောရင်းနေပဲဗီဒီယိုလေးကိုညီကုန်းချလိုက်ပါတယ်နားထောင်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့မယ်နော်